နော်တန်ဖောရက်အခုလိုမျိုးအဆိုးအဝါဆုံးချိန်ဒီမှာအမော်ရီယန်လက်အောက်မှာယခုလက်ရှိခြေစွမ်းမဲ့အမြင်ဆုံးရောက်နေတဲ့ကျွန်တော်တို့ယူနိုက်တက်အနေနဲ့ဒီလာမဲ့ပွဲစဉ်မှာလုံးဝမနိုင်စရာအကြောင်းမရှိပါဘူး။ Okay အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့ Gobes United Facebook TikTok နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ဒီလာမဲ့စနေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်နော်တန်ဖောရက်အိမ်ခွင်းမှာကျွန်တော်ယူနိုက်တက်အနေနဲ့အဝင်းဝင်းပွဲစဉ်အဖြစ် Premier League ပွဲစဉ် Week 10ကိုရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်တွေကိုကျွန်တော်ပွဲချေသုံးသက်ချက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဝေကျုံတဲ့ချက်အနေနဲ့ကျွန်တော်ဒီ Northern Forest အခြေအနေနဲ့စကြပါမယ် ော်ဒန်ဖော့ရက်ကဒီယခုရာဒီမှာပွဲစဉ်ဒီ V9 ကစားပြီးတဲ့အချိန်မှာကူပဲကစားပြီးတဲ့အချိန်မှာတပွဲနိုင်နေပြီလို့ရှိရင်နှစ်ပွဲတည်ကြပြီးတော့6ပွဲတည်ရှုံးနေထားပါတယ်အခုနောက်ဆုံးမှဆိုလို့ရှိရင်ကျွန်တော်ဒီဘုံမောက်ကိုပူနွေးရှုံးနေထားတယ်ဘုံမောက်ရဲ့ရှေ့မှာဆိုလို့ရှိရင်ဒီပေါ်တိုပေါ့နော်ဒီပေါ်တိုကိုသူတို့အနိုင်ခံထားတယ်ပေါ့နော်ဒါပေမဲ့ပေါ်တိုအနိုင်ခံပြီးအချိန်မှာကျွန်တော်တို့ဘုံမောက်အသင်ပြန်လာပြီလားလို့ထင်ရတယ်ပေါ့နော်ဘာလို့ဒီလိုပြောလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင် Northern Forest ခြေစွမ်းက အဲယခုရာသီခြေစွမ်းနဲ့လုံးဝကွဲပြားခြားနိုင်ရပြပြီးခဲ့ရာသီမှာဆိုရင်ပြီးမြတ်လေးနောက်ဆုံးပွဲစဉ်ဒီ Chelsea နဲ့ပွဲစဉ်ဒီသူတို့ရဲ့ချန်ပီယံလိအဲဝင်ခွင့်တကူအသေးအံကြိုးစားပြီးရင်ခုန်မှုကောင်းအောင်လုပ်နိုင်တဲ့ ီ Northern Forest တင်ကဒီဟာဒီမှာလုံးဝအဆင်မပြေဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့ဒါလည်းဒါနီးပြတွေအပြောင်းလဲလှုပ်ထားတာနှစ်ကြိမ်တိုင်တိုင်တွေ့ရတယ်ပေါ့နော်။ပထမတော့ဒီစောနာပြောလို့ရင်ခုန်စရာကောင်းတဲ့အသင်းရဲ့နီးပြအကြတော့ Nuno Santos ဖြစ်တယ်။ Nuno Santos ကကြတော့ဒီအသင်းရလက်တွေပြီးခဲ့ပွဲမှာဆိုလို့အသင်းရလက်ကောင်းတဲ့ဒီဟာဒီအစမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ကောင်းလာပါတယ်ဆိုတော့ Brand Pho ကိုလည်းအဲသူတို့3-1ဆိုရလက်နဲ့နိုင်ထားတယ်ပြီးတော့ Crystal Palace ကိုလည်း1-1ဆိုတဲ့အဲရလက်နဲ့တည်ကြအောင်ကန်ထားနိုင်တယ်။ဒါပေမဲ့ဒီ Santos နဲ့ဒီအသင်းပိုင်ရှင်ကြားမှာကြတော့လုံးဝဟိုဆက်ဆံရေးအဆင်မပြေ ေဖြစ်ပြီးတော့ဆန်တို့ကထွက်သွားရတယ်ဗောနော်ဒါအတင်းရဲ့ရလက်ပိုင်းကြောင့်မဟုတ်ပဲဒါပုဂ္ဂိုလ်ကြီးအကြောင်းဆန်တို့ထွက်သွားပြီးတဲ့နောက်မှာကျွန်တော်တို့ဒီ S ကိုခန့်တယ်ဗောနော် S ကပြီးတော့ခုနောက်ဆုံးဆိုလို့ရှိရင်ဒီရှောင်းလိုက်ထီရောက်လာတယ်ဗောနော်ဆိုတော့ဒီနိဗျအပြောင်းလဲပြီးတဲ့နောက်မှာဒီ Northern Forest အတင်းချင်းကြီးကလုံးဝဆိုးရွားသွားတယ်လက်ရှိမှာဆိုရင်အဆောနာပြောလို့ဒီလုံးဝရှုံးဝဲမရှိပါဘူးဆိုတော့ဒီပေါ်တူတော့အနိုင်ခံပြီးတဲ့နောက်မှာကျွန်တော်တို့ဒီ Northern Forest အသင်းပြန်လာပြီးအရင်ရာသီရဲ့ Northern Forest ပြန်ဖြစ်ပြီလို့ထင်ခဲ့ပေမဲ့လည်းဒီဘုံမောက်နဲ့ပွဲစဉ်မှာကျွန်တော်တို့ဇီတုဆွေရလာတဲ့ရှုံးခဲ့ပေါ့နော်။ထားပါတော့ဒါကလည်းဘုံမောက်ကလည်းလက်ရှိမှာခြေစွမ်းပြနေပေါ့နော်။ဆိုတော့ Northern Forest ကအခုလက်ရှိအဆင့်၈မှာရောက်နေတယ်။ပြီးတော့ဒီရာသီရဲ့အဆိုအဆုံအဲအနေထားကိုသူတို့လက်ရှိတွေ့ကြုံနေရတယ်။ပြီးတော့အဲခြေစွမ်းပိုင်းရောအဲပြီးလို့ရှိရင်တိုက်စစ်မှာဆိုလို့ရှိရင်လည်းငါးခိုးပဲရပြီ။ပေးကော18ခိုးတိအဲရှိရပေါ့နော်။ဆိုတော့သူရဲ့တိုက်စစ်ကလည်းလုံးဝအဆိုအဆုံအနေထားရောက်ရောက်နေတယ်ပေါ့နော်။ ဆိုတော့ဒီအာဒီမှာဆိုလို့ရှိရင်လေ Northern Forest အနေနဲ့လာသမာအင်အားဖြစ်တည်မှုတွေအများကြီးလုပ်ထားတယ်။အဲ Gewhite တို့ Hazard Orion တို့လိုခြေစမ်းပြတွေအားကိုးရတဲ့ကစားသမားတွေလည်းရှိတယ်။ပြီးတော့ရှေ့မှာဆိုလို့ရှိရင်လေ Ecology Set တို့ပြီးတော့ Douglas Lewis ကိုလည်းသူတို့ခေါ်ထားတယ်ဗျာ။ဒါပေမဲ့လည်းအနေထားကပြီးခဲ့တဲ့ Nuno Santos ရဲ့အဲဒီလောက်က Northern Forest မဟုတ်တော့ဘဲနဲ့ဒီအာဒီရှောင်းထွက်အောင်မှာလုံးဝအဲအချိန်ညစိုးရနေပေါ့နော်ဆန္ဒပြောလို့ပွဲစဉ်၉ပွဲကစားပြီးတဲ့အချိန်မှာအဲတပွဲနိုင်နှစ်ပွဲတည်း၆ပွဲရှုံးဆိုရလက်အဲသူတို့ရထားရပေါ့နော် ဆိုတော့နော်နန်ဖိုရက်တင်ကဒီယာစီမှာလုံးဝအဆူအဆုံး အနေအထားကိုရောက်နေရလို့ကျွန်တော်တို့ပြောလို့ရတယ်အဲကစားသမားတွေရဲ့စိတ်သက်ပိုင်းရောအဲနီးပြားနဲ့ကစားသမားကြားမှာရှိတဲ့ဒီသူတို့အဲဆက်ဆံရေးတဲ့အပိုင်းရောပေါ့နော်အဲကစားသမားတွေကပဲနီးပြားကိုမယုံနာလားနီးပြားကပဲကစားသမားတွေကောင်းကောင်းမကင်တွေ့နိုင်နာလားတော့မသိဘူးအဲအတင်းရဲ့အခြေအနေကတော့တော်တော်လေးကိုစိုးရွားနေအနေအထားကိုရောက်နေရပေါ့နော်အဲဒါပေမဲ့ United နဲ့ကျွန်တော်တို့တွေ့ဆုံတဲ့ပွဲစဉ်နောက်ဆုံး6ပွဲကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာတော့အဲ United က6ပွဲမှာ3ပွဲနိုင်ထားပြီးတော့ Northern Forest က3ပွဲနိုင်ထားပြီပေါ့နော်ဒါပေမဲ့နောက်ဆုံးပူနွေးပွဲစဉ်ကတော့ United ကဒီ Northern Forest ကို z1 ဆိုရရလက်နဲ့ရှုံးနေထားတယ်ဒါပေမဲ့အဲ့ဒီ northern forest ကဒီနေ့ရာသီနဲ့လုံးဝကွဲပြားခြားနေတယ်ကျွန်တော်တို့ united အနေနဲ့လုံးဝတော့အဲစိတ်ပူစရာအကြောင်းတော့မရှိဘူးဒါက northern forest အခြေအနေကိုသုံးသပ်ပြခြင်းဖြစ်ပါတယ်ဒါက united ဘက်ကိုကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်ကျွန်တော် united ကလက်ရှိမှာဆိုရင်ဒီပြအမော်ရင်ရဲ့လက်အောက်မှာအကောင်းဆုံးအသင်းတို့တောင်ပြောလို့ရတဲ့အနေအထားကိုရောက်နေတာပေါ့နော်ကစားသမားတွေရဲ့စိတ်သက်ပိုင်းရောခြေစွမ်းပိုင်းရောအမြင့်ဆုံးမှရောက်နေပြီးလို့ default နဲ့အရန်မိနေတာကိုတွေ့ရတယ်အိမ်ဝင်းပွဲစဉ်ဆိုလို့ရှိရင်ကျွန်တော်၄ပွဲစဉ်နိုင်ထားရဲဆိုစံချိန်တွေရှိတယ် အဲပြီးလို့ရှိရင်ဒီနောက်ဆုံးမှာဆိုရင်နောက်ဆုံး၃ပွဲဆက်ကျွန်တော်နိုင်ထားတယ်အရင်တော့အလိုမျိုးတပွဲနိုင်တပွဲရှုံးဆိုရဲအနေထားကိုအဲကျွန်တော်မရှိတော့ဘူးပေါ့နော်ပြီးတော့လမ်မန့်ကဒီ၃ပွဲမှာဆန်နလန်ပွဲစဉ်မှာကလင်းရှင်ရပြီးနောက်၂ပွဲမှာဆိုလို့ရှိရင်သူတို့လက်ဆွမ်းကောင်းတွေပြသထားပြီးတော့ကျွန်တော်တို့ United အနေနဲ့ဒီလုံးဝမျောလင့်ထားတဲ့အဲဂိုးသမားပေါ့နော် United ကစားသမားတွေလိုချင်နေ United ပိတ်သက်တွေလိုချင်နေတဲ့ဒီဂိုးသမားအဲ ရရှိတာဖြစ်တယ်ရယ်ကျွန်တော်တို့ကဂိုးပေါက်မှာလုံးဝစိတ်ချရတယ်ပြီးတော့အသင်းသားတွေရဲ့ခြေစွမ်းပိုင်းနဲ့စိတ်သက်ပိုင်းမှာအဲအသင်းသားတွေကလက်ရှိမှာဆိုလို့ရှိရင်ရှေ့ပိုင်းမှာတိုက်စစ်ပန်းနေပြောရမယ်ဆိုလို့တိုက်စစ်ပန်းကလည်းဖောင်ပေါ့နော်ကျွန်တော်တို့ဒီကိုညာရဲ့ MU မိုးရဲ့ Sesco ရဲ့ဒီ၃ယောက်ဖောင်ကလည်းမိနေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အဲကိုညာကိုသွင်းမလား MU မိုးကိုသွင်းမလား Sesco ကိုသွင်းမလားဒါမျိုးကျွန်တော်တို့ခံမှန်းလို့ရတဲ့အနေအထားကိုရောက်နေပြီးတော့၃ယောက်လုံးရဲ့ဒီ team ဖောင်မိနေတဲ့ ကစားပုံပေါ့နော်ကစားပုံတယောက်တယောက်နားလည်မှုဘယ်သူ့ကိုပေးရင်ဘယ်နေရာရောက်မယ်ဒါစတဲ့သူတို့အချင်းချင်းနားလည်မှုကအရန်ကိုပဲကောင်းနေတဲ့အနေအထားကိုရောက်နေတယ်ပြီးလို့ရှိရင်ဒီဘက်အညာဝန်းအတွဲပေါ့နော် MU မှုအာမဲအတွဲ MU မှုအာမဲအတွဲကလည်းခုခုဆိုလို့ရှိရင်ဒီပရီးမီးယားလေးမှာဆိုရင်အဲနည်းနည်း ်အနေနဲ့ရှိတဲ့ဒီတိုက်စစ်ညာဝန်တိုက်စစ်အတွဲဖြစ်လဲသူတို့အနေနဲ့ကျွန်တော်တို့ပါဝင်လာရလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကွင်းလန်မှာဆိုလို့ရှိရင်လည်းဘရူနိုအနေနဲ့အရင်တော့အလိုမျိုးသူ့နေ AMF နေရာမှာမစော့ရပေမဲ့ဒီ CMF နေရာမှာရှေ့ရဒီဟွန်ညာတို့မစ်စမောက်ပါလာတယ်မစ်စမောက်တို့ပြီးလို့ရှိရင်ကက်စမဲရိုတို့ကမှာအစားဝင်းပြီးကူညီပေးနေရဖြစ်တဲ့အဲဘရူနိုအနေနဲ့လွတ်လပ်လပ်ပူပြီးစော့လာပြီးတော့အရင်ပွဲတွေလောက်ဖိအားမရှိတော့ဘူးလို့ကျွန်တော်နေမြင်တယ်ဒါကြောင့်မို့သူ့နေနဲ့လည်းအဲအရင်ပွဲတွေမှာဆိုလို့ရှိရင်ခြေစွမ်းပြနေတာကိုတွေ့ရတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့နောက်တန်းခံစစ်မှုတွေပေါ့နော်နောက်ခံစစ်မှုတွေ တွေမှာဆိုလို့ရှိရင်လည်းအချင်းချင်းနားလည်မှုတွေရှိရပြီးတော့ဂိုးသမားနဲ့နောက်တန်းတွေရဲ့ကြားထဲမှာလည်းကောင်းမွန်တဲ့ဒီ communication တွေကိုကျွန်တော်တွေ့ရပါဘောနော်အဲဥမာဂိုးသမားကိုကျွန်တော်ဂိုးမပေးရအောင်ဆိုပြီးတော့ကျွန်တော် United ဒီနောက်တန်းတွေကနေပြီးအသေးအံကာကွယ်တဲ့ပုံစံတွေအဲပြီးလို့ရှိရင်ဂိုးသမားတစ်လုံးပုတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်လည်း ဘုသမားလေးကိုပို့ပြီးတော့ congratulation လုပ်တဲ့ပုံစံမျိုးတွေအစရဒီ United ရဲ့ DNA ပုံစံမျိုးတွေကျွန်တော်တို့မြင်နေရတာပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရင်ကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်တို့တသိန်းလုံးက high pressing ဆော့တဲ့အချိန်မှာဆိုလို့ရှိရင်တသိန်းလုံးနောက်တန်းက D league ကမှာအစအဲတစ်ဖက်သင်းရဲ့ area ထိန်းသားထိလိုက်ပြီးတော့ဆော့နေတာကိုလည်းတွေ့ရတယ်ပြီးတော့အဲဟိုဘက်တစ်ဖက်သင်းက counter ပေါက်လာပြီးဆိုလို့ရှိရင်နောက်တန်းအဲဒီခံစမှုတွေမရှိတဲ့အချိန်မှာတောင်းကပဲရှေ့ကနေပြီးတော့ဒီကွန်ညာတို့အမ်ဘူမိုတို့အာမက်တို့ကဒီသူတို့ကတိုက်စစ်မှုဆိုတာကိုမေ့ထားပြီးတော့ခံစစ်တီပါလိုက်ပြီးတော့ဖျက်ပေးနေအောင်တွေ့ရတယ် ဒါကျွန်တော်တို့ အဲ United ရဲ့လက်ရှိမှာဆိုလို့ရှိရင်မြင်နေရတဲ့အကောင်းအချက်တွေပေါ့နော်အများကြီးပဲရှိရယ်ဒါပေမဲ့တခုအားနည်းချက်ရှိတာတော့ကျွန်တော်တို့အတင်းက set piece ကနေပြီးတော့ goal ပြန်ပေးနေရတယ်တွေ့ရတယ်ပြီးခဲ့ Brighton နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့သုံးဂိုးသွင်းပြီးရဲ့အနေထားမှာနှစ်ဂိုးကိုခဏလေးအတွင်းမှာပဲမိနစ်85 84ကနေစပြီးတော့ခဏလေးအတွင်းမှာပဲကျွန်တော်နှစ်ဂိုးလွယ်လွယ်ကူနဲ့ပြန်ပေးလိုက်တယ်နောက်ဆုံး MU မှာ goal သွင်းမှာကျွန်တော်တို့အနေနဲ့အဲလုံးဝပေါ့ရေရေကြီးပို့ပြီးအောင်ပွဲခံနိုင်တဲ့အနေထားကိုရောက်တာပေါ့နော်ဆိုတော့ဒီ goal သွင်းဂိုးတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နှစ်ဂိုးလုံး ုံးက set piece ကနေရတာပေါ့နော်ဒီနှစ်ဂိုးလုံးက set piece ကနေရတာဒီ open play ကနေရလာတဲ့ဂိုးတော့မဟုတ်ဘူးဆိုတော့ဒီနေ့ကလက်ရှိမှာတော့ set piece က set piece ကတော့အာနေစဲအနေထားဒီဥစ္စာတွေကိုကာဝယ်တဲ့ပုံတွေကိုလုံးဝအတိအထတိုးတက်အောင်လုပ်ဖို့တော့လိုမယ်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်ဒီဖောင်အမြင့်ဆုံးခြေစွမ်းမိုင်ရောစိတ်တဲ့အရာရောအမြင့်ဆုံးမှာရောက်နေကျွန်တော် United ကလက်ရှိဒီယာဒီမှာအချင်းနေဒီတော်တော်ဆိုးွားနေတဲ့ Northern Forest အသင်းကို ဝေးကမှာတွားရောက်ရှင်ပြန်မှာဖြစ်တယ်။ဆိုတော့ဒီအနေထားနဲ့နှစ်ခုရှင်လိုက်မယ်ဆိုတော့ကျွန်တော် United ကလုံးဝ Northern Forest ထဲတာနေတာကိုကျွန်တော်တွေ့ရဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတော့ကျွန်တော် United နဲ့လုံးဝကိုအနိုင်ရရှိမယ်လို့ကျွန်တော်ကတော့မျှော်လင့်နေတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ပြီးတော့ကျွန်တော် United ကလည်းလက်ရှိ Top 6မှာအဲရောက်နေရပေါ့နော်။ Top 6ထဲမှာဝင်နေတဲ့အသင်းဆိုတော့ အဲအကုန်လုံးကစိတ်တဲ့ပိုင်းဆိုင်ရာဒီထက်ပိုပြီးတော့အဆင့်တက်အောင်အမှတ်ပိုရအောင်ကြိုးစားကြမဲ့အနေထားကိုကျွန်တော်မြင်ရတယ်ပေါ့နော်ပြီးတော့ဒီပွဲစဉ်ပြီးလို့ရှိရင်စပါးနဲ့ပွဲစဉ်အရေးကြီးတဲ့ပွဲစဉ်လည်းရှိတာဖြစ်တဲ့အတွက်အဲရသလောက်အမှတ်တွေကိုစုထားနိုင်မှုလိုတယ်ပေါ့နော်ဒါပြီးမှကျွန်တော်တို့ကအဲ international break ဖြစ်မှာဆိုတော့အဲဒီပွဲစဉ်မှာကျွန်တော်အနေနဲ့တော့ United က Northern Forest ကိုအနိုင်ရရှိသွားမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဆိုတော့ညီကိုရောဒီ Northern Forest နဲ့ပွဲစဉ်မှာ United နဲ့ဘယ်လိုရလက်တွေပေါ်ဆောင်သွားနိုင်မလဲဆိုတာကို comment မှာမှတ်ငဲ့ပေးကြပါအောင်ကြည့်ရှုအားပေးတဲ့အောင်ရှင်းနေတဲ့အောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube channel တွေကို like and follow နဲ့ subscribe ပြုလို့ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးလေးမှာပြန်တွေ့ပါမယ်